အားလုံးပဲမင်္ဂလာပါရှင်ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာနီလင်းညိုရဲ့နှက်စီတဲ့အိမ်မက်ဆိုတာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်နှက်စီတဲ့အိမ်မက်ဆိုတာအပိုင်းခုနှစ်နေမင်းကြီးပူလောင်ဆူးရှာသောအလင်းနှမ်းများကရန်ကုန်မြို့ထဲမှာလမ်းမများပေါ်သို့ရရက်ဆက်ဆက်ဆိုသလိုတောက်ပစွာတက်ဆင်းဖြာကျနေခဲ့ကြသည် သို့သော အနွယ်ထားလမ်းမတခြားရှိ platform ပေါ်မှ လူတွေကတော့ထိုးပူကိုတိတ်ကူးဆိုင်မနေနိုင်ကြ ကိုကိစ္စနှင့်ကိုပြပန်းခက်မြတွာလာလှုပ်ရှားနေခဲ့ကြ၏ထိုထဲတွင်ကျွန်တော်လည်းအပါဝင်ဖြစ်သည်လူများကြားတွင် အစဉ်ပြေသလိုရှောင်ရှားသွားရင်နှစ်ဖူးပေါ်မှ စီးကြလာသောချွေးဆက်တို့ကိုလက်ခုံဖြင့်ပုတ်တုပ်လိုက်သည် ပခုံးထမ်းမှရှော့ကြခြင်းလာတော့ကြောဘူးအိတ်ကိုပြင်လွယ်ရင်းဘောင်းမီအိတ်ထဲမှ ဖုန်းကိုထုတ်၍နိုင်ကြည့်လိုက်ပြီးတော့နေ့လယ်တနာရီခွဲတော့မြည်ခြေလမ်းများအချိန်ထက်တင်ပြစ်လိုက်သည် အခြားကြောင့်တော့မဟုတ် ခုထိထမင်းမစားရသေးတာမို့ကျွန်တော်ပိုက်စားလှပြီတိတ်မကြလိုက်အရင်ကကိုလိုင်းဘွားပကြီးဆွဲခဲ့သည့်သူ့တငယ်ချင်းစတူဒီယိုယုံရှိရာ35လမ်းထိပ်သို့ရောက်လာသည် လမ်းထဲဝင်ခန်းဤတွင်တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုလမ်းထိပ်ဘက်ထွက်လာသောကိုလိုင်ဘွားကိုတွေ့လိုက်ရ၏ပုံစံကတော့ကျွန်တော်မြင်နေကြသူ့ထုံးစံအတိုင်းပင်ဖြစ်သည်အယောင်တိတ်မလွင်တော့သောရှက်အင်းကြီးလက်တူကိုအပြင်ထုတ်ဝစ်ကခက်လက်လက်ပစိုးအားခက်တူတူစီးထား၏စပင်ကမူလာလက်ဟောင်းဘုတ်တိုက်ကေဖြင့်သူလွယ်နေကြချီလွယ်အိတ်ကြီးကတော့သူ့ပခုံးထက်မှာကပူကယူ နည်းနည်းလှမ်းသေးတာမို့စီးထားသောဖနက်ကိုကျွန်တော်လှမ်းမမြင်ရတော့လဲသူ့ခြေဆွဲတော့ဖော်ဖနက်ဖြူညင်ညစ်ကြီးကိုပဲစီးလာမှာအသေးချာဒါကြောင့်ဒီလူကြီးခုထိမိမမရသေးတာနေမှာကြည်လေဒီလိုပုံစံမျိုးကြီးဆိုတော့သူ့ကိုပဲမင်းကလေးကလာပြီးစိတ်ဝင်စားမှာလဲနေပါဦးဒါဆိုသူ့ကိုစွန်သွားအောင်ကျွန်တော်အကျိုးဆောင်ပေးရင်ကောင်းလိမ့်မလားပုံစံကတော့ခြေများမဲ့ပုံကြီးအေးလေဒါကြောင့်လဲ38နှစ်ရှိနေတဲ့ဒီအသက်အရွယ်ကြီးအထိ ီဘီးကျဲကြီးအထီးကျန်နေရတာနေမှာပေါ့တွေးရင် အမြင်ကက်စိတ်တဝက် စာနာစိတ်တဝက်တို့ဖြင့်ကျွန်တော်နှာခေါင်းရှုံပစ်လိုက်သည် ထို့နောက်ရုတ်တရက်အကြံရလာပြီးနောက်သို့အလင်းမြန်ဆုတ်ကလမ်းထိပ်မှကိုရဆိုင်နဘေးတွင်ကျွန်တော်အသာလေးပုံကွယ်နေလိုက်၏တိတ်မကြလိုက်လမ်းထိပ်သို့ငိုက်ဆိုင်ငိုက်ဆိုင်ဖြင့်ကိုလိုင်ပွားရောက်လာသည်နောက်ကျွန်တော်ပုံနေသောကိုရဆိုင်ရှိမှဖြတ်က ပလက်ဖောင်းပေါ်တက်သည် ကျွန်တော်ကိုမမြင်သွား အတမ်းမပေးပဲသူ့နောက်မှ ခြေနှစ်လန်းသုံးလန်းလောက်ခွာ၍တိတ်တိတ်လေးလိုက်သွားကြည့်လိုက်ကြည့်နေခဏကြာသူလှဲ့ကြည့်ရင်ဝါးကနေကျွန်တော်ခြောက်လိုက်မိသို့တော့ပန်းဆိုးရန်မီးပွိုင်နာရောက်ခါနီးအထိသူကကျွန်တော်ကိုသတိမထားမိသေးခိုးကြောင်ခိုးဝက်လိုက်နေရင်ကျွန်တော်စိတ်မရှိတော့ဗိုက်စာလှပြီထို့ကြောင့်အနောက်မှ သူ့ပခုံးကိုဘုံကနေတိုင်းဖက်လိုက်မိတော့သည် ဟာဟိကောင်တင်ခမင်းဘာလာလောက်တာလဲ ကျွန်တော်အားယုတ်ရည်ရဲ့တွေးလိုက်ရ၍ကိုလိုင်းဘွားခမရအံ့ဩသွားပုံရသည်အခုစီလိုက်လာတာလေငါဒီမှာရှိမှမင်းဘလို့လုပ်သည်လဲနှစ်ယောက်သားလမ်းဘေးသို့ကဲ့ရဲ့မိတော့ကိုလိုင်းဘွားကမေးလာသည်ဟာအခုဘယ်မနေ့ညကပြောပြီးတော့နေ့ထံကြရင်ဆွဲပြီးသားပုံတွေပေးဖို့ငါမြို့ထဲသွားစရာရှိတယ်ပြီးတော့35လမ်းထဲကငါတငယ်ချင်းစတူဒီယိုမှာအကြည့်ကျွေးရစရာရှိရာတွေစောင့်တောင်းရင်ပုံနဲ့နဲ့ဆွဲမယ်ညနေကျမှပြန်လာမယ်ဆိုအေးလေအဲ့အနဲ့ဒီကိုမင်းလိုက်လာတာနဲ့ဘာဆိုင်လို့လဲ ADA စက်ဖြင့်ပြန်မေးလာတာမို့ကျွန်တော်မှနည်းနည်းတင်းသွားရသည်အိမ်မှာကိုကဘာမှချက်မထားခဲ့တော့ကျွန်တော်ကဘာနဲ့သွားစားရမှာလဲဗျအဲ့ဒါနဲ့ဒီနေ့မနေ့အစိုးပြိုင်ပွဲအတွက်ရှောက်လွားသွားတင်ပြီးတော့အကူနဲ့သမင်းတူတူစားဖို့အဲ့ဒီကပီပီချင်းမြို့ရဲကိုတန်းလာလိုက်တာဒါဆိုမင်းကအခုရက်ထိသမင်းမစားရသေးဘူးပေါ့ဟုတ်တယ်ခေါင်းငုံကအောက်တူတူအတန်ဖြင့်ပြန်ဖြေရင်း platform ပေါ်မှာ secret ဘူးခွန်တစ်ခုအားခြေဖြင့်ခက်ဆဆလေးလွှဲကန်ပစ်လိုက်သည် ဟုတ်သည် ဒီဘီးကျဲကြီးကိုတခါတလေကျွန်တော်စိတ်ဆိုးခြင်းသည်ဒီကကောင်ကမြို့ထဲမှာသူနဲ့အတူတူထမင်းစားခြင်းလို့ပြီးတော့အံ့ဩသွားအောင်လို့ဖုန်းမဆက်ဘာမဆက်နဲ့ပင်ပန်းခံပြီးအိမ်အောင်တမ်းမပြန်မဲသူ့စီလာခဲ့တဲ့ဟာကိုဒါဆိုလားကိုလိုက်မွားကြီးအတန်ကြောင့်ကျွန်တော်မောကြီးလိုက်တော့သူကလာလန်းအတိုင်းနောက်ကြောင်းပြန်လျှောက်သွားနေသည်နောက်မှကျွန်တော်အပြေးလိုက်ရင်ဘယ်သွားမလို့လဲအကိုငါခုနကထွက်လာတဲ့35လမ်းထိမ့်မှာစားနေကြထမင်းဆိုင်လေးရှိတယ်စားကောင်းတယ်ကွာ သူကလူတွေကိုရှောင်ရင်ကျွန်တော်ကိုမကြည့်ပဲဖြည်ဤကျွန်တော်စိတ်နေနေပြေသွားသည်35လမ်းထိပ်သို့ပြန်ရောက်တွင်တာလဘတ်အမိုးလေးဖြင့်ပလတ်စတစ်စပွဲဘူးလေးများခင်းကရောင်းနေသောဆိုင်လေးတစ်ဆိုင်တည်းတွင်ဝင်ထိုင်မိကြ၏ဘာနဲ့စားမှလဲကိုလိုက်မွားကမေးတစ်ချက်ဆက်ကခက်အေးအေးမျက်နှာဖြင့်မေးလာသည်စိတ်ကလေးစားနဲ့စားခြင်းနဲ့ငါဖင်ပိတ်ကန်ထဲလိုက်ရဒီဆိုင်မှာစိတ်ကလေးစားမရှိဘူးဒါကဟင်းစုံရတဲ့ဓနုဖြူတော်စောကြီးတို့လိုနမီကြီးဆိုင်မျိုးမဟုတ်ဘူးလမ်းမေးကဆိုင် မသိဘူးလေဗျာ။ဘာနဲ့စားမလဲလို့အကိုကမေးတော့ကျွန်တော်လည်းမစားရတာကြာလို့စားကျင်တဲ့ဟာကိုပြောတာပေါ့ဗျ။နောက်မှအိမ်မှာငါချက်ကျွေးမယ်။လောလောဆယ်ခဏအောင်ထားလိုက်။ကဲအခုမင်းဘာနဲ့စားမှာလဲ။ချက်သေးချက်မြင့်နဲ့။တေချာစဉ်းစားပြီးမှကျွန်တော်ဖြေလိုက်ခြင်းဖြစ်သည်။ဖြေပြီးပြီးချင်းသူမျက်နာကိုအကဲခက်ရသေး၏။ဒါလည်းမရဘူးဆိုရင်ထားဟောက်ခံရမှာစိုးလို့သာ။စိတ်ထဲမှာလည်းစိတ်ကလေးစားဟင်းချက်ကျွေးမည်ဟုတိလိုက်ရတာမို့ဝမ်းလဲသာသွားမိ၏။သို့သော ိုလိုက်မွားကဆိုင်ရှင်ဘက်လှည့်၍ကြက်သေးကြက်မြစ်နှင့်တပွဲဟုလမ်းမာသည်တိကျင်စွာဖြင့်ကျွန်တော်မေးလိုက်သည်အကူရောမစားဘူးလားဟင်အင်းဒီနေ့မနက်ငါမြို့ထဲရောက်တော့အဖော်ကောင်းတာနဲ့လက်ဖေးဆိုင်သုံးငါထိုင်မိပြီလက်ဖေးသုံးခွက်လောက်တောက်ထားလို့ရင်ခံသွားတာထင်တယ်ခုထိမစားဘူးဟာအကူကလည်းခုဟာကထမင်းစားချိန်တော့ဒီလောက်လွန်နေတဲ့ဟာနည်းနည်းဖြစ်ဖြစ်စားမပေါ့ဗျရှာမရှိနဲ့မင်းငါကြီးလားငါကကြီးလားငါဘာသာငါမစားလို့မစားတဲ့ဟာ ဒီကိစ္စကကြီးရငယ်ရနဲ့ဘာမှမဆိုင်ဘူး။မှန်တဲ့စကားဆိုငယ်သူကလည်းကြီးရဲ့သူကိုပြောခွင့်ရှိရပဲ။အကြံပေးခွင့်ရှိရပဲ။စေတနာကို ဝေဒနာလာလုံနေတာမို့တခုံးမခံပြန်ပြောလိုက်သည်။အောင်မမင်းငါများ လာသေးတယ်။မျက်နာကြီးတင်း၍အန်ဂျိတ်တန်ဖြင့်ကိုလိုင်ဘွားကပြောသည်။ကျွန်တော်ဂယူးဆိုင်မနေတော့ဆိုင်ရှင်တော်ကြီးဘက်သို့လှည့်ကခက်ကြဲကြဲလေးအော်မာလိုက်သည်။အတော်ကြီးနောက်ထပ်ထမင်းတစ်ပွဲပြင်ပေးပါ။ငါးကြော်နဲ့ရလား။ရတယ်။အဲ့ဒါဆိုငါးကြော်နဲ့နဲ့ပြီး မှာပြီးသူ့ဘက်ပြန်လှည့်လိုက်တော့ကျွန်တော်ကိုမှုန်တေတေဖြင့်ကြည့်နေခဲ့တာတွေ့ရ၏ပခုံးကိုတစ်ချက်တစ်ချက်လောက်ဇုံတွန့်၍ပြောင်ပြလိုက်တော့ညနာကြီးကပြုံးရောင်ရောင်ဖြစ်သွားသည်အင်းလေကျွန်တော်အခုမှပြီးတဲ့ငါးကြော်နှက်ကဒီလူကြီးအကြိုက်ပဲမဟုတ်လားသမင်းပွဲများရောက်လာတော့ကျွန်တော်ကဆာဆာနဲ့အမုံဆွဲမိသည်ဒါကိုကိုလိုင်ဘွားကသူ့မျက်စိတည်းဘလို့မြင်လာသည်မသိဖြည်းဖြည်းစားစမ်းမင်းသမင်းစားနေပုံကဝေသာလီပြည်ကဘလူးစီးဘလူးစီးနေရကြာနေရပါပဲ အကိုကမြင်မှုလို့လားပလောက်ပလောင်တန်ဖြင့်ရွတ်တွတ်ကျွန်တော်ပြန်ပြီးတော့သူကခက်ကြိတ်ကြိတ်တန်ကြီးဖြင့်ဘာကွာဟုအော်ဤသို့တော့သူထပ်ပြောလို့မရအောင်အကိုလဲစားလေကောင်အောင်စားနော်ထမင်းကိုကောင်အောင်မစားဘဲခြံထားရင်ထမင်းငတ်တက်တယ်တဲ့ဗျပြီးတော့ဒီနေ့ကျွန်တော်ရှင်းမှသိလားစားတာစားအာမနာနဲ့ငါ့ကိုဆရာမလုံးနဲ့ငါသိရနေပါဦးငါ့အမင်းကထမင်းတွေပါတွေကျွေးကျင်နေဆိုတော့တော်တော်ချမ်းသာနေတယ်ပေါ့လေ ငါကျော်ကိုဇွန်းဖြင့်ဖဲ့ရင်ကိုလိုင်ဘွားကမေးလာသည်ကျွန်တော်ပြုံးရင်ချမ်းသာလို့တော့ဘယ်ဟုတ်ပါမလဲဗျအကူကတော့ကျွန်တော်ကိုအမြဲချက်ကျွေးနေပြီးကျွန်တော်ကအကူကိုတစ်ခါတလေမှဒီလိုကျွေးရတာမဟုတ်လို့ပါပြီးတော့ဒီနေ့ရှောက်လွာသွားတင်ရင်အဲ့မှာဘောရာတကောင်ရခဲ့တယ်ဗျအဲ့ဒါနဲ့ငါကိုထမင်းကျွေးရဗာဆိုင်လို့လဲဆိုင်နာဘောအကူရအကူကြောင့်ရှောက်လွာတင်တဲ့နေရာကိုရောက်ပြီးရှောက်လွာကိုအစဉ်ပြေပြေနဲ့တင်နိုင်ခဲ့တယ်အခုအတန်ဆေးရမယ့်ရက်ကိုလည်းတီးခဲ့ရပြီးပြီ ပြီးတော့အဲ့ဒီမှာတီးခဲ့တဲ့ဘော်ဒါတပွေကလည်းကျွန်တော်လိုပဲအစိုးပြိုင်မှုရှောက်လာလာတင်တာနမီကညီမင်းစီတဲ့ကျွန်တော်နဲ့ဝါသနာတူပေါ့ဒါပေမဲ့ဒီကောင်ကအတီးသမားတွေစတူဒီယိုတွေဘာတွေနဲ့အသိရှိတယ်တဲ့ဗျအဲ့ဒါကျွန်တော်ရေးထားတဲ့သချင်းလေးတွေကိုဒီကောင်အဆက်အသွယ်နဲ့ပုံဖော်လို့ရပြီလေထမင်းကိုဘလုတ်ဘလောင်းဝါကကျွန်တော်အားတက်တယောပြောမိသည်ဟုတ်သည်ចောင်းမပြီးခင်မမေးစိတ်တိုင်းကြနေကចောင်းပြီးသွားမှတချင်းဆိုဖို့ဆုံးဖြတ်ခဲ့မိတာမို့ အရင်တုန်းကကျွန်တော်မှာထိုအတိုင်းဝိုင်းနဲ့နီးစပ်သောတငယ်ချင်းများမရှိခဲ့တာအမှန်လှုပ်ရှားမှုများလည်းတိတ်မရှိခဲ့မင်းဟာကဟုတ်ရောဟုတ်ရလားကွတွေ့တွေ့ချင်းဇွတ်အထင်ကြီးမနေနဲ့မျက်မြင်မဟုတ်ရင်ခုခေတ်ကြီးကဘာမှယုံကြည်စရာမကောင်းဘူးသူ့ထမင်းကိုလက်စတက်ကရင်နွေးချမ်းတစ်ခွက်ငှဲ့ရင်ကိုလိုင်းဘွားကစင်းစင်းဆာဆာလေးတန်ဖြင့်ပြောလာသည်ဘာပဲဖြစ်ဖြစ်သူ့ပုံကကျွန်တော်စကားကိုစိတ်ဝင်စားပုံရလာတာမို့ဆက်လွတ်လိုက်သည်ဒါတော့စောင့်ကြည့်ရမှာပေါ့အကိုရ ာပဲဖြစ်ဖြစ်လမ်းစာလေးပေါ်လာတာတော့အမှန်ပဲမဟုတ်ဘူးလားအဲ့ဒါဘသူကြောင့်လဲအကိုကြောင့်ပဲလေတော်စမ်းမှာကွာတကယ်ပြန်ရမှာကမင်းမငါကမင်းကိုရှောက်လွာယူပေးုံပဲရှိတယ်ဟာကဲစားမှသာမြန်မြန်စားငါသွားစရာရှိသေးရဲ့ခေါင်းတစ်ခါခါဖြင့်ညင်းဆန်ရင်ကိုလိုက်ဘွားကကျွန်တော်ကိုလောစော်လာတာမို့စိတ်ထဲနည်းနည်းတင်းသွားရပြန်သည်ဒီဘီးကျဲကြီးကတော့တကယ်ကိုမလွယ်ကြောဒီကသူ့ကိုကျေးဇူးတင်လို့ကျွေးမွေးပြုစုချင်တာတောင်မှခံယူရကောင်းမှမသိ အလကားလူမှုရေးကိုတုံညလောက်အမှတ်နဲ့ကြမယ်လူကြီးသူ့ကိုဂျိုးကြီးကြီးလိုက်မိ၏ထိုအခါသူကကျွန်တော်ကိုခက်တီတီပြန်ကြည့်ရင်ဟေ့ကောင်စားလေအေးနေတော့နေတော့မင်းပါသာအေးဆေးစားကြံငဲ့ငါသွားတော့မယ်မရဘူးကျွန်တော်လဲလိုက်မယ်ပီကက်ကက်ဖြစ်ကျွန်တော်ပြောလိုက်တော့နားမလဲဟန်ဖြစ်ပြန်မေးလာသည်ဘာလိုက်လုံမှာလဲဟာအကိုကလေအကိုသွားတဲ့နောက်လိုက်ပြီးအကိုအလုပ်ကိစ္စတွေပြီးရင်မြို့ထဲကအတူပြန်ကြမယ်လေ ိမန်သာမင်းအရင်ပြန်နေပေါ့ကွအိမ်မှာခဏလောက်နားပြီးရင်ညနေကျအလုပ်သွားရအောင်မှမဟုတ်ဘူးလားညနေအလုပ်မစင်းရဘူးဗျဒီနေ့ကျွန်တော်အလုပ်နားရယူထားတာပြောရင်ထမင်းကို လက်စတက်လိုက်သည်ထိုင်ရမထား၍ဆိုင်ရှင်အတော်ကြီးထံသွားကပတ်စံရှင်းနေစဉ်ကိုလိုက်မွားကကျွန်တော်ကိုမဆောင်ဘဲအရင်ထွက်သွားလေ၏ဆိုင်ရှင်တော်ကြီးပြန်အန်းငွေအားအမြန်ယူက ကိုလိုက်ဘွားနောက်သို့ကျွန်တော်ပြေးလိုက်ခဲ့သည် သူ့နာအရောက်တွင်သူ့ပခုံးကိုလှမ်းဖက်ပြီးတော့မခံကျင်သလိုပုတ်ချသည် သို့တော့ကျွန်တော်အလျှော့မပေးပါနောက်တစ်ခါထပ်တင်လိုက်သည်သူကထပ်ပုတ်ချသည်နောက်တစ်ခါထပ်တင်ပြီးတော့သူမယုံတော့သို့တော့ကျွန်တော်အနံကြားကိုတထောင်ဖြစ်တွေ့ရင်မလိုလားသောအကြည့်ဖြင့်မျက်မှန်အောက်မှဆွေကြည့်သည်သဘောကျစွာဖြင့်ကျွန်တော်အော်ရင်မိသည်ဟုတ်သည် ကိုခင်တွဲတမိုးထားရတော့ခင်မင်ရတော့လူတယောက်ကိုမခံကျင်အောင်ဆရရတာဟာရတာတခုပဲမဟုတ်ပါလား ထိုစဉ်ဘာရဲမဟုတ်ပဲကျွန်တော်တို့ကနောက်မှတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့စိတ်ထဲခံစားလိုက်ရ၏။ဆက်ကနေလှည့်ကြည့်လိုက်ပြီးတော့လဲကျွန်တော်မြင်ဝင်ထဲမှာမတင်ငါစရာဘသူကမှမတွေ့ရ။အားလုံးကပုံမှန်သွားလာလှုပ်ရှားနေခဲ့ကြတာကိုတွေ့လိုက်ရ၏။ရေးထားသောတချင်းတစ်ပုတ်လုံးကိုစိတ်တိုင်းကျပြင်ပြီးသွားသောအခါလက်ထဲမှဘောပင်အားပါဇက်ထဲတွင်ခဏကြိုက်ထားလိုက်သည်။နောက်တမင်ငွေထိုင်က ရင်ဘတ်ထဲပွေထားမိစေဖြစ်သော ဂီတာဖလက်တန်ကိုဆုပ်ကင်၍ရှေ့မှဗလာစာအုပ်ထဲတွင်ရေးထားမိသည့်တချင်းသေးသွား၏ intro ကိုခတ်တူတူစန်တီကြည့်မိ၏တီးရင်အဆိုဝင်ရမည့်နေရာရောက်တွင်တချင်းစာသားများအားပါဇက်မှတအင်းအင်းလိုက်ညီကြည့်မိပြန်သည်ဟေ့ကပါဇက်ထဲကဘောပင်ကိုအောက်ခဏချထားလိုက်ပါလားကွဘာဖြစ်လို့တအင်းအင်းနဲ့ခိုးလို့ညီးနေရတာလဲတချင်းဆိုမှဖြစ်လဲပီပီတတ်တာစူဇန် ကိုလိုင်ဘွားကြီးခက်ပြက်ပြက်လေတံကကျွန်တော်ခေါင်းပေါ်မှပေါ်ထွက်လာသည်မော်ကြည့်လိုက်တော့သူ့လက်ထဲမှာအငွေ့တထောင်ထောင်ထနေသောကော်ဖီနှစ်ခွက်ဖြင့်ထို့ကြောင့်သွားဖြင့်ကြိုက်ထားသောဘောပင်ကိုဘေးဆောင်၍ကျမ်းမြင်ပေါ်တွင်တောက်ခနဲမြည်သွားအောင်ကျွန်တော်ကမန်းကဒန်းလွှတ်ချလိုက်ရင်အကူလာတာနဲ့အတော်ပဲကျွန်တော်လည်းအခုပဲအကိုကိုခေါ်တော့မလို့ဘာလို့မလို့လဲအေဒီအေဆက်လေတံဖြင့်ပြန်မေးရင်ကိုလိုင်ဘွားကကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွင်တမင်ခွေထိုင်ချလိုက်သည်နောက် ကော်ဖီတစ်ခွက်အားကျွန်တော်ရှိသူချပေး၍သူ့ခွက်ကိုမှုတ်ကာတငုံတောက်၏ဒီတခြင်းလေးကိုကိုပိုင်တခြင်းနဲ့ပြန်ရမယ်နောက်ဆုံး level ရောက်ရင်ပြိုင်မလားဆိုပြီးရေးကြည့်နေတာကိုရအဲ့ဒါအခုပြီးသွားလို့အကို့ကိုပြကြည့်မလားလို့ပြီးတော့ပြီးတော့ဘာဖြစ်လဲစကားထောက်ရင်ကျွန်တော်ရှိမှဘလာစာအုပ်လေးအားသူ့ဘက်ဆွဲယူက မျက်မှောင်ကျုပ်၍ဖတ်ကြည့်နေသည်အခုအဲ့ဒီတခြင်းလေးကိုကျွန်တော်အစမ်းဆိုကြည့်ခြင်းလို့အကိုရဆိုခြင်းဆိုပေါ့ င်းကိုဘသူကမဆိုနဲ့ပြောလို့လဲဒီအိမ်မှာမင်းနဲ့ငါနှစ်ယောက်တည်းရှိတဲ့ဟာနေပါဦးဒီတချင်းကကိုပိုင်တန်စင်လားကော်ပီလားစာအုပ်မှမျက်နာမခွာဘဲမေးလိုက်တန်ကသူ့ထုံးစံအတိုင်းအဆိုတက်လွင့်ပြဲလျက်ကိုပိုင်တန်စင်မှာကိုရဒီခေတ်ကအွန်လိုင်းခေတ်ဆိုတော့အရင်လိုကော်ပီတွေကတိတ်မလွယ်တော့ဘူးဝင်းင်းတချင်းကိုလူတိုင်းလိုလိုအနည်းနဲ့မြန်တိလာတတ်ကြတာကဲပါကိုရကျွန်တော်ကိုတစ်ချက်လောက်တီးပေးစမ်းပါ ကျွန်တော်ကကိုရေးထားတဲ့တခြင်းကိုကိုရိုင်းဂီတာတီးပြီးဆိုရရင်စိတ်စောပြီးစိတ်စောပြီးမုအပြစ်မရတတ်လွန်းလို့ဟာကွာရှုပ်ရှုပ်ရှက်ရှက်လောက်ပါကိုရာစောက်ထဲမှာပါတဲ့ key floor အတိုင်းသာကျွန်တော်ကိုတီးပေးစမ်းပါလောက်လောက်ပါကိုရာစောက်ထဲမှာပါတဲ့ key flow အတိုင်းသာကျွန်တော်ကိုတီးပေးစမ်းပါလက်ခတ်ကလည်း slow go go ပဲ ဒီညအလုံနားရဲ့လေးမှုအပီပင်ဟဲခြင်းလို့ပါဂီတာအားသူ့လက်ထဲသို့အတင်းထည့်ပေးလိုက်သည် ထိုအခါကိုလိုင်ဘွားမှမငင်းတာတော့ဂီတာအားသူ့ရင်ဝင်ထဲတွင်ပွေပိုက်ကအသင့်အနေထားပြင်သည်စာအုပ်ကိုတေးချငုံကြည့်၏နောက် intro တီးကွက်များအားရှင်းလင်းပီတာစွာတီး၏အဆိုဝင်ရမည့်နေရာရောက်ခါနီးတွင် ကျွန်တော်ကိုမော်ကြီးကခေါင်းတစ်ချက်ဆက်ပြသည် ပထမဆုံးသော verse ကိုကျွန်တော်စဆူလိုက်သည်တကယ်ဆိုမင်းသီးတင်ပါတယ်ပြတ်သုံးခြင်းများနဲ့ကပါတယ်မပြက်စည်းတဲ့ငါအချစ်များကိုလိုင်ဘွားကတီးရင်အရှိန်ရလာဟန်တူသည်စောက်လေးကိုငုံကြည့်ကခေါင်းတငိမ့်ငိမ့်နဲ့ကျွမ်းကျင်စွာဆက်တီးနေခဲ့တော့တာမို့ကျွန်တော်လည်းဆက်ဆူမိ၏တိမ်ဆိုင်တွေလိုမင်းလေးအနာစီကိုငါပြန်တန်းရင်ခီးနှင်တော့ ကြိုးလင်းလိုက်မင်းချစ်များနဲ့ပြင်မာအမောင်တွေဝိုင်းပါစေရင်မာအလင်းနှမ်းများနဲ့ယူဆောင်လာမယ်အနန်းတွေဘေးဘေးမင်းလေးလှမ်းကြိုတော့တချင်းဆိုရင် မျက်လုံးများကို ကျွန်တော်မှိတ်ထားလိုက်၏မရည်ရွယ်ပဲကျွန်တော်အာယုံထဲမှာတိပုံရိပ်လေးများကခတ်ဝါဝါထင်ဟပ်လာ၏ဆိုရတာလဲပိုပြီး mood ဝင်လာမိသည် တကယ်တမ်းပြောရမယ်ဆိုချစ်သူချော့တေးဟုအမည်ပေးထားဖြစ်သော ဒီတချင်းလေးကတိကိုရည်ရွယ်၍ကျွန်တော်ရေးမိခဲ့တာမို့ပင်သည်တချင်းလေးဆုံးသွားသောအခါကိုလိုင်ဘွားကတချင်းလေးကတန်စင်ရောစာသားလေးရောပါ ကောင်းတယ်ဟုပြောကဂီတာကိုဘေးချ၍သူ့ပုံစွဲစပွဲစီသို့ထသွားလေတော့သည်သို့တော့တီကတော့ကျွန်တော်စိတ်အာရုံများကနေလွင်ထွက်မသွားခဲ့ကြသည်နေ့လယ်ကကိုလိုင်ဘွားနဲ့အတူလိုက်သွားရင်ဒီနေ့တွေ့ခဲ့ရသည့်အဖြစ်အပျက်လေးများကကျွန်တော်ရင်ပတ်နာစီ နိနယ်ကကိုလိုင်းပွားနှင်းတူလိုက်သွားရင်တီနှင့်တွေ့ခဲ့ရသည့်အဖြစ်ပြက်လေးများကကျွန်တော်ရင်ဘတ်နာစီတကြော့ပြန်ဝင်လွဲလာခဲ့ကြပြန်၏နေခင်တုန်းကကိုလိုင်းပွားသွားရနောက်တကောက်ကောက်ရှောက်လိုက်ရင်တီနှင့်送ခဲ့ရသည်၏အခြားကြောင့်တော့မဟုတ်ကိုလိုင်းပွားတရုတ်ဖော်ပုံတွေသွားပေးသောမဂ္ဂဇင်းတိုက်ကတိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုတီတို့မဂ္ဂဇင်းတိုက်ဖြစ်နေခဲ့တာမို့ပင်ဒီထို့ကြောင့်ကျွန်တော်မှအံ့ဩဝမ်းသာခဲ့ရသေးသည် တီကလည်းကျွန်တော်ကိုတွေးတော့တအံ့တအောဖြင့်သူ့စပွဲလေးမှထလာကတင်ခဘာလာလောက်တာလဲဟင်အကူတယောက်နဲ့လိုက်လာတာလေဟိုမှာကျွန်တော်တို့နဲ့မနီမူရေးရှိအဒီတာစပွဲတွင်ထိုင်၍ပကြီးပုံများအရင်စကားလက်ဆောင်ကြနေသောကိုလိုင်ဘွားအားမေးထိုးပြကပြောမိသည်အော်အဲ့ဒီပကြီးစရာကတင်ခရဲ့အကူလားအကူရင်းတော့မဟုတ်ဘူးဒါပေမဲ့သူကကျွန်တော်အတွက်တော့တကယ်အကူရင်းလိုပါပဲတိမက်မိမှာပါတခါတခါသူ့အကြောင်းနေကျွန်တော်အတီကိုပြောဘူးပါတယ် တီကမှတ်မိသွားဟန်ဖြင့်ခေါင်းလေးငိမ့်သည် နောက်ကိုလိုင်ဘွားကိုတစ်ချက်လှမ်းကြည့်၏ထိုမျက်နာလေးကိုငေးကြည့်ရင်ဘာရယ်မဟုတ်ဘဲကျွန်တော်ရင်ထဲမှာငိမ့်ကနေစကားမဆက်ပြောရမည်ဆိုလျင်တီဖုန်းလေးကိုကျွန်တော်ပြန်ပြင်ပေးခဲ့ပြီးသည့်နောက်ကျွန်တော်ဘက်မှခြေလန်းစိတ်ခဲ့မိသည်ဒါကလည်းတီအပေါ်မှာကျွန်တော်ဘက်ကခံစားမှုတစုံတရာရှိနေခဲ့လို့သာဖြစ်၏အားပေးသူကိမဲ့နေခဲ့သည့်ဘဝလန်းခီးချမ်းကိုကျွန်တော်တယောက်တည်းရှောက်လန်းနေခဲ့ရစဉ်အချိန်တော်အတွင်းတစ်ခါမှ ကျွန်တော်တယောက်တည်းရှောက်လန်းနေခဲ့ရစဉ်အချိန်တော်တွင်တခါမှမခံစားခဲ့ဘူးသော ခံစားချက်မျိုးဖြင့်နှွေးထွေးသောလက်စုံကိုကျွန်တော်မျောလင့်သွားခဲ့မိတာဒါကိုအပြစ်တစ်ခုလို့သတ်မှတ်ခြင်းလဲသတ်မှတ်ကြပါတော့ကျွန်တော်ဘာမှမဖြေရှင်းလို့အချစ်ဆိုတာကို အမှန်တကယ်နားလည်ခံစားတတ်သူများကတော့သဘောပေါက်နိုင်ပါလိမ့်မည်ထို့ကြောင့်အเจ้าမရှိအเจ้าရှာကသူမထံသို့တပတ်နှစ်ခါလောက်ဖုန်းဆက်သည် သို့တော့ တွေ့တာမှမကြသည်တတ်တတ်မဲ့လာကြောင်သည်ဟုထင်ခံရမှာဆိုတာမို့ရိုးရိုးသားသားစကားများကိုသာကျွန်တော်ပြောဖြစ်ပါသည်ဘသူမဆို ကိုဘက်ကဘာမှမဆရသေးခင်ကိုစိတ်ဝင်စားနေသောမိန်းကလေးတစ်ယောက်ရဲ့အမြင်မှာအမတ်ရော့စီမဲ့ຢာတွေမလုပ်သင့်ဘူးမဟုတ်လားနောက်မြို့ထဲရောက်ခဲ့ရင်လဲလမ်းကြုံသလိုဘာလို့လို့ဖြင့်သူမစီဖုန်းဆက်၍တမင်တကာဝင်တွေ့မိသေးသည်ကျွန်တော်ဘက်ကစစ်မှန်စွာဖြင့်ရိုးရိုးသားသားချင်းကက်ခဲ့တာမို့လားတော့မသိ တီကကျွန်တော်ပေါ်လိုက်လိုက်လျော်လျော်ပြန်ဆက်ဆံလာခဲ့၏နောက်ပိုင်းတွင်ကျွန်တော်ဘက်ကနောက်နောက်တိုးခြေလမ်းတစ်ခုအနေဖြင့်သူမအလုတ်စင်းကန်ဤအချိန်ကိုကတ်၍သွားသည်အပြန်လမ်းကြုံလာပဲဟုဆိုကာဘတ်ကကြက်ကြက်ကြီးများကိုအတူတူစီး၍လဲတန်းသို့ပြန်ဖြစ်ကြသည်ဘတ်ကပေါ်မှအခွင့်အရေးယူခြင်းသည့်တကောင်သားများယံမှဘသူကတောက်တာဝန်အနှင်းခြင်းမပြုဘဲသူမကိုကာကွယ်စောင့်ရှောက်ပေးဖြစ်သည် ထိုကဲ့သို့သောအခါတိုင်းဒီကကျေးဇူးတင်သောမျက်ဝန်းလေးများဖြင့်ကျွန်တော်ကိုကြည်လာတတ်သည်ထို့ပြင်ကျွန်တော်အဆောင်မှနေတာသူမတည်သွားခဲ့သလိုသူမအဆောင်နေရာလေးကိုလည်းကျွန်တော်တည်ခွင့်ရခဲ့တော့တာတည်ခွင့်ရခဲ့ပြီးနောက်ထိုအခွင့်အရေးကိုလည်းကျွန်တော်အလကားအဖြစ်မခံပြန်ပါကျွန်တော်တို့တောင်ဝကလာသို့မပြောင်းခင်အချိန်အထိသူမတို့အဆောင်ပတ်ဝန်းကျင်မှလက်ဖြေဆိုင်လေးသို့အကြာခဏဆိုသလိုသွားထိုင်၍သူမနှင့်တွေ့ခွင့်ရဖို့ကြိုးစားမိသည် များသောအားဖြင့်သူမအလုတ်သွားချိန်မနဲ့စောစောများတွင်ဖြစ်၏။ဆိုင်ရှိမှ သူမဖြက်အလာကိုရင်ခုန်စွာဖြင့်ကျွန်တော်စောင့်စားနေမိသလိုဆိုင်ရှိမှ သူမအဖြက်တွင်တယောက်နဲ့တယောက်တိတိတသာအကြည့်ချင်းစုံကပြုံးပြမိခဲ့ကြတာ။သွားတော့မလား။သွားတော့မယ်နော်ဟူသောအတန်တိတ်အမေဖြေများစကလုံးများအားအများမသိအောင်မျက်ဝန်းများနှင့်တိတ်တဆိတ်ဖလှယ်မိခဲ့ကြတာ။ တိဘက်ကတော့ဘလို့နေမယ်မသိကျွန်တော်ကတော့သူမနဲ့စုံလိုက်တိုင်းရင်ထဲနှွေးထွေးလာမိရတာတကူလုံးကသွေးကြောမှွာလေးတွေအကုန်လုံးခုံပေါက်လှုပ်ရှားလာခဲ့ရသလိုပူနွေးရှိမ်းမြစွာ ခံစားလာတတ်မိတာထို့ကြောင့်နှစ်လသုံးလလောက်သောအချိန်လေးအတွင်းအလွာပါပါလေးတစ်ချက်သာခြားနာသောဆက်ဆံရေးတစ်ခုကဒီနှစ်ကျွန်တော်ကြားမှာဖြစ်ထွန်းလာခဲ့သည်မြင်တွေ့ဆက်သွယ်မှုအချိန်အရေးအတွက်များလာသည်နှင့်အမျှလူချင်းတွေ့ရင်ဖြစ်ဖြစ် ဖုန်းပြောရင်ပဲဖြစ်ဖြစ်အပြန်အလှန်ပြောဖြစ်ကြသောစကားလေးများတွင်နှွေးထွေးမှုလေးများမတိမတာပါဝင်လာခဲ့သည်တန်ရောစဉ်အငွေအသက်လေးတွေရိုးရိုးရိတ်ရိတ်ဝေဝဲလာခဲ့သည်ကျွန်တော်အကြောင်းစုံကိုမရည်ရွယ်စွာ ပြောဖြစ်သွားခဲ့တော့တီကစိတ်မကောင်းဖြစ်သွားကအားပေးစကားလေးတွေပြောခဲ့သေးသည် သို့သောတီပြန်ပြောပြတော့သူမအကြောင်းများအတွက်တော့ကျွန်တော်ကပြန်အားပေးဖို့မလိုခဲ့အခြားကြောင့်တော့မဟုတ် တောင်ငူစာတိဖြစ်တော်သည်ကចောင်းပြီးခဲ့သည့်နောက်အမျိုးများရှိရာရန်ကုန်သို့တက်ကလက်ရှိအလုပ်ကိုလုပ်နေတော်လဲအမျိုးများကို အားနာ၍အဆောင်တွင်နေသူထို့ပြင်ဈေးကွက်မန်နေဂျာတဦးဖြစ်အောင်တစ်ဖက်မှတင်နန်းတွေတက်ရင်စူးစမ်းနေခဲ့သူတယောက်မှုပင်ဖြစ်၏နောက်ပြီးအပေါင်းအသင်းလဲများများဆဆသိမ့်မထားတောင်ငူမှသူမနှင့်အတူတူရန်ကုန်တက်၍မြောက်ဒဂုံမှအဖွားဖြစ်သူအိမ်တွင်နေကအလုပ်လုပ်နေသောငယ်ငယ်ချင်းဖြစ်သူခြိုသက်လွင်နှင်းသာ ညီမတွေတို့နေဤဝိပုံစားပုံနေထိုင်ပြောဆိုပုံကလည်းတိမ်တိမ်မွေ့မွေ့နှင်းမှု မိဘမိကောင်ဖခင်သားသမီးမှန်တည်တာလာစေသည် ထိုကကျွန်တော်မှာတိုး၍ခံစားမှုဒီဂရီတို့မြင့်တက်ခဲ့ရပြန်သည် သို့သောသူမနှင့်ပတ်သက်၍စိတ်ကူးယဉ်နေုံနှင့်မပြီးသေးကြောင်းကိုကျွန်တော်သိ၏ထို့အတွက်မြေယာလာသေးသောဘဝခီးလန့်နှင့်ရွယ်ချက်ကြောင့်ကျွန်တော်ယင်ထဲမှခံစားချက်အစစ်အမှန်ကိုတော့ သူမသိအောင်ခုထိဖွင့်မပြောရသေးပါငါရဲ့အချစ်များအကုန်ယူနေခြင်းနဲ့မင်းရဲ့ဘဝတဲ့ထာဝရမင်းရဲ့အရေးလိုအမြဲစုံမများဝေးရင်မင်းမရှိခဲ့ရင်တကယ်မဖြစ်ဘူးမင်းချစ်များနဲ့ခေါ်ယူစိုးစိုးကကျွန်တော်တခြင်း chorus အပိုက်အားကိုလိုင်းဘွားကညှိလိုက်တာမို့သူ့ပုံစွဲစပွဲစီကျွန်တော်လှမ်းကြည့်လိုက်သည်သို့တော့ သူကကျွန်တော်ကိုကြည့်မနေခဲ့နောက်ထပ် verse များကိုသိမရသလိုပုံစံမျိုးဖြင့် chorus အပိုက်လေးကိုသာထပ်ကပြန်ညီးရင်စိတ်ပါလက်ပါဖြင့်ပုံစွဲနေတာတွေ့ရ၏ကျွန်တော်ပြုံးမိသည်မဟုတ်မလွယ်ရောဒီလူကြီးကျွန်တော်တခြင်းကိုခိုက်သွားပြီထင်၏ထို့ကြောင့်နေရာမထကကိုလိုင်းဘွားအနာရှောက်သွားလိုက်သည်သူ့ဘေးမှဝင်ထိုင်လိုက်တော့ကျွန်တော်ကိုမှုံတေတေဖြင့်ကြည်ကဘာလဲမင်းမအိတ်သေးဘူးလားအဲအိတ်တာကအေးစေးဖို့အကူရား ကျွန်တော်နားရမှာညပိုင်းအကိုနဲ့အေးဆေးစကားပြောချင်လို့ပါ။ကဲမင်းကဘာပြောချင်လို့လဲ။ဟိုလေကျွန်တော်တချင်းကတကယ်ကောင်းရဲ့လားလို့အကိုကိုမေးမလို့။ပါဇက်ဖြစ်ပြန်မဖြစ်ပြုံးမဲမဲဖြစ်ခေါင်းငိမ့်ပြဤ။ဒီတချင်းကဘသူအတွက်ရေးထားတာလဲအကိုသိလား။သွေးတိုးစမ်းတယ်လို့ကျွန်တော်မေးမိတော့ကိုလိုက်ဘွားကခေါင်းတစ်ချက်ညင်ရင်။နေ့ကင်းတုန်းကရောင်းစင်ဖြာမဂ္ဂဇင်းတိုင်းမှာမင်းငါကိုမိတ်ဆက်ပေးတဲ့ကောင်းမလေးအတွက်လို့ထင်တာပဲ။ဟာ အကူကဘလို့လို့သိရလဲဗျတကယ်တမ်းတွင် ထိုးဖြေးကိုသာကြားကျင်မိတာအမှန်ဖြစ်တော်လဲဒီလိုကြီးတဲ့ပြောခံလိုက်ရတော့စိတ်ထဲမလုံးမလဲဖြစ်ကနည်းနည်းရှက်သွားမိ၏ကိုလိုင်ဘွားကသူ့လက်ထဲမှစုတ်တံကိုဘေးချကကျွန်တော်ဘက်သို့လှည့်လာသည် နောက်မျက်မှန်ကိုဟန်ပါပါပင့်တင်၍နှုတ်ခမ်းကို ရွက်ဆောင်ဆောင်လောက်ကကျွန်တော်ကိုစေ့စေ့ကြည့်ရင်လက်ညိုတထိုးထိုးဖြင့်ပြော၏နေ့လေတုန်းကအဲ့ဒီမဂ္ဂဇင်းတိုက်ထဲမှာညနာတစ်ခုလုံးဈေးတကြအိုမောက်ကြထားသလိုယုံနေ ပါဇက်ကနရွက်နှစ်ဖက်ကိုတက်ချိတ်တော်မလို့ဖြစ်နေရဘသူလဲမင်းမဲလေငါသိရပါတင်ခါရဆရာကြီးအထာနဲ့ပြောနေတာမို့ကျွန်တော်စိတ်ထဲနည်းနည်းအမြင်ကပ်သွားရသည်သို့တော့သူရိပ်မိသွားတာကတော့အသေးချာကြည်စံဒီလူကြီးဟာကြည်တော့တာထုံပေပေလူကြီးနဲ့လက်ဆက်တတ်တော့စားပလင်းနှင်းမောင်လက်သက်ကြီးပါလားဒီပုံအတိုင်းဆိုဒီလူကြီးကိုရှေ့လျှောက် short တွေ့လို့မရရှက်ရှက်ဖြင့်ကျွန်တော်អော်ရည်ရင်နေပါဦးကိုရ တကယ်ပဲအဲ့ကောင်မလေးကကျွန်တော်ပြောပြောနေတဲ့ကောင်မလေးဆိုတာကိုအဲ့ဒီမတိုင်ခင်ကအကိုတကယ်ပဲမသိခဲ့တာလားအဲ့ဒါတော့အမှန်ပဲကွနေခင်တုန်းကအပြန်မမင်းမေးလို့ငါဖြေခဲ့ရတယ်လို့အခုထပ်ပြောရရင်တော့တကယ်ပဲအဲ့ဒီမဂ္ဂဇင်းတိုက်က အခုလာမှငါ့ကိုပုံတွေစအပ်လာတာရှောက်ဖူးတာကလည်းဒီနေ့နဲ့မှနှစ်ခါပြီးတော့ငါ့အလုပ်ကအဲ့ဒီဒါနဲ့ပဲပြီးတဲ့ဟာမို့လို့ကြောင်ညာတာဝန်ခံဖြစ်တဲ့မင်းကောင်မလေးကငါနဲ့ဆက်ဆံစရာအကြောင်းမရှိဘူးလေနောက်ပြီး ငါဝင်ထွက်နေတဲ့ magazine တိုက်တွေထဲမှာမင်းကောင်မလေးရှိနေခဲ့မယ်ဆိုတာအရင်ကတည်းကတွေးထားမိပေမဲ့ဒီနေ့လောက်တိုက်ဆိုင်တာတော့မရှိဘူး။သူပြောတာက ဖြစ်နိုင်သည်ကျွန်တော်ကိုယ်တိုင်လည်းတခါတလေဒီနေ့ပတ်သက်တာတွေသူ့ကိုရင်ဖွင့်ပြမိရင်ဒီအလုပ်လုပ်တဲ့ magazine တိုက်နေမိရဘာဆိုတာကိုသူ့ကိုထဲမှမပြောဖြစ်မိပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ချစ်နေသောကောင်မလေးတယောက်အားကျွန်တော်အကိုရင်းလိုတွေ့တာရသည့်ဒီလူကြီးနဲ့ဒီနေ့မိတ်ဆက်ပေးခဲ့ရတာသူတို့အချင်းချင်းတည်သွားကြတာဟာ ကျွန်တော်အတွက်တော့ခက်ကောင်းကောင်းပဲမဟုတ်ပါလားဟုတ်ကဲ့ပါရှင်စောင်းလေးတို့ဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမ်းမာပြီးကင်းကြပါစေ